မိုင်းပြင်းမျိုးခြေကံပညာမူလတန်းကြောင်းတွင်တိန်ကောင်းကင်ဆာယောဂကာကွယ်ဆေး HPV နှင့်စုံစုမေးခိုင်ကာကွယ်ဆေး DD ထိုးနှံပေးခြင်းဆောင်ရွက်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမျိုးမိခင်နှင့်ကလေးကျန်းမာရေးဌာနမှကျောင်းခြေပြုစုံစုမေးခိုင်ကာကွယ်ဆေး DD နှင့်တိန်ကောင်းကင်ဆာယောဂကာကွယ်ဆေး HPV ထိုးနှံပေးခြင်းကိုယနေ့နေ့နဲ့ပိုင်းကအခြေခံပညာမူလတန်းကျောင်း၌ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ထို့သို့ထိုးနှံပေးရာတွင်မိခင်နှင့်ကလေးချမ်းမာရေးဌာနမှဆရာမများကအသက်9နှစ်ပြည့်ပြီးအသက်9နှစ်မကျော်သော KG အတန်းမှကျောင်းသားကျောင်းသူ12ဦးအားစုံစုမိခင်ကာကွယ်စီ DT ထိုးနှံပေးခြင်းနှင့် အသက်9နှစ်မှ10နှစ်အတွင်းရှိကျောင်းသူ9ဦးအားတရင်ကောင်းကင်ဆာယောဂါကာကွယ်စီ HPV ကိုထိုးနှံပေးပြီးသက်ဆိုင်ရာဆေးထိုးကပ်ပြားတွင် စနစ်တကျစည်ရင်ရည်သွင်းကမိနစ်30ခန့်စောင့်ကြည့်ခဲ့ပြီးဆရာဆရာမများနှင့်မိဘအုပ်ထိပ်သူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်ခင်ဗျာ